လာပါဒီနေ့ဧပြီလ10ရက် Federal Fan ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့စကမ်းမြို့နယ်တောင်ရင်ရွာမှာငလီလုတ်ပြီးနပကြာတီထိကဲဆယ်ရေးမရောက်ရှိသေးလို့အခက်အခဲဖြစ်နေတဲ့တဲ့တင်ဝုံတုံမြို့နယ်ကိုစစ်ကောင်စီကပေါင်900ဘုံ၅လုံးနဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်အရသာပြည်သူ20ကျော်တေဆုံးတဲ့တဲ့တင်ဖလမ်းမြောက်တင်းတပ်ဖွဲ့ကနေစစ်တုပ်ပန်းနေရာဖမ်းဆီးမိပြီး90ကျော်ထွက်ပြေးလက်နက်များပြားတင်းစီရမိတဲ့တဲ့တင်တွေပါဝင် ဖက်ဒရယ်ဖယ်ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ။စကမ်းမြို့နယ်တောင်ရင်တောင်ရွာမှာငလျင်လှုပ်ခတ်ပြီးနပတ်ကျော်ကြာတဲ့အထိကုင္ကြီးကဲဆဲရေးမရရှိသေးဘူးလို့ကျေးရွာပတ်သုံးလုံးတာဝန်ရှိသူထံကနေသိရပါဗျ။အင်ဂျီ350ခန်းရှိတဲ့တောင်ရင်ရွာမှာလူနေအိမ်40ခန်းပျက်စီးပျို့ကျခဲ့ပြီးစာတင်ကျောင်းနဲ့ဖယားကျောင်းကံတွေပြင်းထန်စွာပျက်စီးခဲ့တယ်လို့သိရပါဗျ။တောင်ရင်ကျေးရွာမှာမြောက်ရွာနဲ့တောင်ရွာဆိုပြီးရှိရာအင်ဂျီ၄၀၀ခန်းရှိတဲ့မြောက်ရွာကိုကုင္ကြီးမှုတွေရှိတော့လဲတောင်ရွာကိုခြံလန်ထားခံရတဲ့ပေါ့ ဲရွာပြည်သူတွေကမိခုံထုတ်နေကြပါတယ်။ငလင်လောက်ခတ်ပြီးတဲ့နေ့ကစပြီးအနီနာကျဲရွာတို့ကိုအမျိုးသားငင်းငွေအစိုးရ NUG လူတော်ကိုစားပြုကော်မတီ CRPH နဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်းဤအဖွဲ့ ICRC နဲ့လူစာနာတို့မှနှစ်ကြိမ်ထက်မနည်းကုင္ကြီးထောက်ပံ့မှုတွေလှုပ်ဆောင်တော့လဲအဆိုပါတောင်ပိုင်းကျဲရွာကိုမရောက်ရှိခဲ့တာမျိုးမဟုတ်ပဲကုင္ကြီးထောက်ပံ့မှုတွေက NUG ကတရားဝင်ထောက်ပံ့မှုတွေရှိနေတယ်လို့ စကမ်းမြုံနယ်ဖအားဖကအလူခံရရှိမှုကိုစကမ်းမြုံနယ်အတွင်းစိုးမိုးနယ်မြေကျေးရွာတွေနဲ့မြို့ပေါ်ရပ်ကွက်တွေအတွက်မျက်ဝေကူညီနေတာဖြစ်ပြီးအန်ယူဂျီလူစာနာထောက်ပံ့မှုတွေကမြုံနယ်ဖအားဖတွေကတစင်ကျေးရွာတွေကိုစီစဉ်တာပဲဖြစ်ပါတယ်စကမ်းတိုင်းအတွင်းကစိုးမိုးနယ်မြေတွေနဲ့မြို့ပေါ်အချုပ်ထိပကဖဖအားဖပလဖအဖွဲ့တွေဖွဲ့စည်းပြီးဖြစ်တယ်လို့သိရပါတယ် အန်ယူဂျီတာဝန်ရှိသူတွေလာရောက်ခဲ့တော့လဲအဆိုပါတောင်ပိုင်းကျေးရွာကိုဒီနေ့ချင်းတီမိတိကူညီမမရရှိသေးတာကြောင့်ကျေးရွာပြည်သူတွေစာဝတ်နေရင်အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။စကိုင်းတိုင်းဝုံတုံမြို့နယ်နမ်ခန်ကျေးရွာကိုစစ်ကောင်စီကပေါင်900ဘုံငါလုံးနဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရတားပြည်သူ20ကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Calling Informa တာဝန်ရှိသူတွေက Federal FM ကိုပြောပါတယ်။ မနေ့ကဧပြီလ9ရက်နေ့မှာမိချီလာမြို့နယ်ရှမ်းတဲလီတပ်စခန်းကနေဂျက်ဖိုင်တာနဲ့နမ်ခန်ကျေးရွာကိုညနေ3နာရီဝန်းကျင်မှာတကြိမ်ညနေ6နာရီဝန်းကျင်မှာတကြိမ်စုစုပေါင်းပေါင်900ဘုံ၅လုံးနဲ့လာရောက်ဘုံကျဲခဲတာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကလေကြောင်းကနေလူစီကားတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာကြောင့်တေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရသူတွေများပြီးတေဆုံးသူလူဦးရေတိုးမြင့်လာနိုင်တာကြောင့်ထိခိုက်ဒဏ်ရရှိတဲ့ပြည်သူတွေလည်းအဆင်ပြေတယ်လို့ဈေးကူတက်မှုပေးနေရတယ်လို့လည်းသိရပါတယ် ချင်းပြည်နယ်ဖလောင်းမြုပ်ကိုချင်းကြီးနောင်စီပြည်နယ်တော်လိုင်းရဲတပ်ဖွဲ့တွေကဒီနေ့ဧပြီလ9ရက်နေ့မှာအပိဒအသိမ်းပိုင်နိုင်ခဲ့ရာစစ်ကောင်စီသားသားနေရာဝန်းကျင်ဖမ်းဆီးရမိပြီး90ဝန်းကျင်ထွက်ပြေးလူမြောက်သွားကဟောင်ဝီစာလက်နက်ကြီးတွေနဲ့လက်နက်ငယ်အများပြားသိမ်းဆီးရမိတယ်လို့ချင်းမျိုးသားဖွဲ့ချုပ် CNO ပြောရေးဆိုခွင့်ရှိသူဇလိုင်းတီမီထုံးက Federal FN ကိုတည်ပြပါတယ်ချင်းရင်အောင်စစ်စင်ရေး operation CB ဖြစ်ဖလမ်းမြုပ်တိန်စစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ခဲ့ပြီး 9လအကြာဒီနေ့မှာအပိဓာတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ချင်းကြီးနောင်ကထုတ်ပြန်ထားပါတယ်ဖလားမြုပ်တင်တဲ့ပွဲအတွင်းစစ်ကောင်စီဖက်က Wine Twin M135 စားတဲ့လင်ရီတွေနဲ့လေကြောင်းကနေအကြိမ်ပေါင်း1000ကျော်တိုက်ခိုက်ခဲ့ပြီးတော့ဖလားမြုပ်ကစကိုင်းတိုင်းကလေးမြုပ်နဲ့မြို့တော်ဟာခကြားရှိတာဖြစ်ပြီးစီရေးစီးပွားရေးအရာအရေးပါတဲ့မြုပ်ဖြစ်တယ်လို့သိရပါတယ်ဖလားမြုပ်တင်စစ်စင်ရေးကိုချင်းကြီးနောက်96 Soldier PDF BNRA မြင်းချံဘလက် Tiger MBT ကလေးခရိုင်ပတ်ကဖားနဲ့စကိုင်းဖက်ဒရယ်တပ်ပေါင်းစုပါဝင်တော်လိုင်းရဲတပ်ဖွဲ့ပေါင်း18ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အရခတ်တတော်အေအေကလက်နက်ခဲရံနဲ့စစ်ရေးဆိုင်ရာအကြံဉာဏ်တွေကူညီပေးခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံတော်ဝန်ငလင်တန်ကြောင့်အယတားပြည်သူတွေဒုက္ခပေးနေကြုံတွေ့နေရတဲ့ချင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တပတ်အတွင်းအသက်18နှစ်အောက်ကလေးငယ်6ဦးအပါအဝင်အယတားပြည်သူ82ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ဆိုရာ NUG ကကွယ်ရေးဝန်ကြီးဌာနကမနေ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်အင်အားပြင်းငလျင်ဘေးတံကိုကြုံတွေ့နေရတဲ့မလ28ရက်နေ့ကနေဧပြီလ10ရက်နေ့ထိ စစ်ကောင်စီတပ်ကလက်နက်ကြီးပါဝင်လေကြောင်းတိုက်ခတ်မှုစုစုပေါင်း62ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခတ်မှုကိုကချင်ပြည်နယ်မှာ6ကြိမ်၊စကိုင်းတိုင်းမှာ18ကြိမ်၊ချင်းပြည်နယ်မှာ4ကြိမ်၊မန္တလေးမှာ18ကြိမ်၊ရှမ်းပြည်နယ်မှာ9ကြိမ်၊မကွေးတိုင်းမှာ10ကြိမ်၊ရခိုင်ပြည်နယ်မှာ17ကြိမ်၊ပဲခူးတိုင်းမှာ10ကြိမ်၊ကရင်ပြည်မှာ4ကြိမ်၊အေဝါရီတိုင်းမှာ2ကြိမ်မုံပြည်နယ်မှာ3ကြိမ်နဲ့ကရင်ပြည်နယ်မှာ3ကြိမ်စုစုပေါင်း ဒေတာဆက်နှစ်ခုကိုလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်18နှစ်အောက်ကလေးငယ်6ဦးအပါအဝင်အမျိုးသမီး30ဦးနဲ့အယတာပြည်သူစုစုပေါင်း82ဦးအသက်ဆုံးရှုံးခဲ့ရပြီး62ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဂရင်းနီပြည်ဒီမော့ဆိုအနောက်ချမ်းတနေရာမှာလေးချိန်မြောက်ရင်းပေါ်လူမျိုးစုလူငယ်တွေ့ဆုံပွဲကိုပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ရင်းပေါ်လူငယ်တူကဒီနေ့မှာ Federal Fan ကိုပြောပါရယ် တရက်တာတွေ့ဆုံပွဲမှာရင်းပေါ်လူငယ်တွေကနေရင်းနှီးမှုရှိအောင်အပြန်လန်တွေ့ဆုံနှုတ်ဆက်ခြင်းရင်းပေါ်စာပေနဲ့ရင်းပေါ်ယဉ်ကျေးမှုအကြောင်းဆွေးနွေးခြင်းပါဝင်လာမယ့်53ကျင်းရင်းပေါ်လူမျိုးစုပွဲအတွက်လှုပ်ဆောင်မဲ့အစီအစဉ်တွေပါဝင်ဆွေးနွေးကြတယ်လို့သိရပါတယ်အဆိုပါတွေ့ဆုံပွဲကိုရင်းပေါ်လူမျိုးစုဖြစ်ကြတဲ့ဂျေးရွာပေါင်း9ရွာကလူငယ်တွေစုစုပေါင်း300ဝန်းကျင်ပါဝင်တက်ရောက်ခဲ့ပြီး ရင်းပေါ်လူမျိုးစုလူငယ်တွဲဆုံပွဲကို2022ခုနှစ်မှာစတင်ပြုလုပ်ခဲ့ပြီးတနည်းတစ်ကြိမ်တက်ဆိုင်ရာကျေးရွာတွေမှာတွဲဆုံပွဲကိုပြုလုပ်လာခဲ့ကြတာပဲဖြစ်တယ်။မြန်မာနိုင်ငံအလယ်ပိုင်းစကိုင်းမြို့ကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစောက်လက်ဆတိုက်ပြကြပြီးတည်ဆုံသွားတဲ့သူတွေတွေဒီနေ့ဧပြီလ10ရက်နေ့မှာတန်ကာ103ပါပိန့်ဖိတ်ပြီးတရားနာနေတယ်လို့တရားပွဲရောက်နေသူတူကဖက်ဒရယ်ဖန်ကိုပြောပါရတယ်။တိုက်ပြချမှုတွင်မြန်မာလူ့သမားတွေပိတ်မိနေခဲ့ပြီး ငလီလောက်ခတ်ပြီးနပကြော်ကြတဲ့အထိမြန်မာလောက်သားပဲနှူးပိတ်မိနေရဆိုတာကိုတိတိကျကျမသိရသေးပါဘူးလက်ရှိအချိန်ထိကယ်ဆယ်ရေးဆက်လုပ်နေရဆဲဖြစ်ပြီးထိုင်းဆိုရကတော့ကယ်ဆယ်ရေးအိမ်တိုက်အားတိုက်လို့ဖို့တိုက်တုံးထားပြီးတိုက်ပြိုကျမှုတွင်တည်ဆုံသွားတဲ့သူတွေအတွက်ထိုင်းဆိုရကသူ့ဦးကိုထပ်ပန့်ငွေပတ်နှစ်တန်းပေးအားမယ်လို့လည်းထုတ်ပြန်ထားပါတယ်မလာ၂၈ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံမှာလည်းထိခိုက်ပျက်စီးမှုတွေလူသေဆုံးမှုတွေများစွာရှိနေခဲ့ပြီး ဧပြီလ9ရက်နေ့ထိငလျင်ကျောင်းတည်ဆုံးသူ6346ဦးရှိလာတယ်လို့ DVV data သိရင်အချက်လက်တွေရသိရပါတယ်။မကွေးတိုင်းစလင်းမြုံနယ်မြောက်ချောင်းဖြူအုပ်စုတောင်ပေါ်ကျေးရွာမှာစစ်ကောင်စီတပ်ကအထက်ကိုတည်င်းလိန်တင်ပြဖို့ဖမ်းမိတဲ့အရသာတူကိုတော်လိုင်းရဲတပ်ဖွဲ့တွေရဲ့ဝှစ်စုံကိုဝှစ်စင်ခံပြီးတပ်ဖြတ်ခဲ့တယ်လို့စလင်းမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ရဲ့တာဝန်ရှိသူတွေကဒီနေ့မှ Federal Fin ကိုပြောပါတယ်။ တော်လရဲ့တပ်ဖွဲ့ရဲ့ဝတ်စုံနဲ့အရသားတွေကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဧပြီလ6ရက်နေ့မှာတောင်ပေါ်ကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးအဲ့ဒီလူငယ်ရွယ်အမျိုးသားသူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါဗျ။အဆိုပါစစ်ကြောင်းဟာအခုဧပြီလပထမပတ်တွင်ကစားပြီးစေဖြူမြို့နယ်ကပတ်ကြီးရွာဖက်ကနေဇလင်းမြို့နယ်ထက်ကိုစစ်ကြောင်းထိုးဝင်လာကတညောင်ရွာနဲ့မြောင်းဖျားရွာတွေကတဆင်းတောင်ပေါ်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်နေတာလည်းဖြစ်ပါတယ်။ ဒီနေ့ဧပြီလ10ရက် Federal Fund ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်မငင်းငယ်ပါရှင်။အားလုံးရဲ့အတန်း Federal FM